အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်တီချန်နယ်ရနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတာတီရေးသားထားတဲ့ဂူဖောက်သူဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe နဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်ပါလေတင်နိုင်မှုလူဒီပဲလေးနှိပ်ပေးပါဦးရှင်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ဆရာကိုပေးသည့်တရတာတီမျက်စိအောက်မှာလေးမရှိမလားဖြစ်သွားခဲ့ရပြီးရဲ့နောက်မှာတာတီလည်းချိန်ငိမ့်သွားခဲ့တယ် တနောင်းကုန်းမှာပဲရေရေရွာရင်လှုပ်တယ်။ရွာဦးကရွှေတောင်ကုန်းဖျားပွဲအတွက်ပြဆက်တွေတိုက်တယ်။ဥရွှေရူအကတိုက်ရတယ်။ဒေါ်မူးကနေကြလှဖျားရန်ကုန်ပြောင်းသွားလို့ဒေါ်မူးကမဲ့မူတီကိုအကတင်မိကြရတာဖက်ဖက်ကိုမောနေရပဲ။တနောင်းကုန်းရွာဦးကရွှေတောင်ကုန်းဖျားဆိုတာနှစ်စဉ်တပေါင်းလာပြင်းနဲ့ကျင်းပနေကြဗျ။လှုပ်စီရဲ့ဖျားပွဲပါ။အနီးနားကဗတ်မွေးကုန်းငွေရင်းကုန်းမပြောနဲ့ဟိုးဆယ်မိုင်လောက်ဝေးရဲ့လက်ပံလာလို့ဆရာမနိုင်တို့ကတော့ ဥရွှေရုံတော်မူအကဝင်းပြိုင်ကြတာဗျတူနေရကပြန်ပွဲရလဲလူကြိုက်များလားဒုံလူပွဲလဲပါတယ်လေနွားလဲပွဲခေါင်းအုပ်ရိုက်ပွဲချုံရိုက်တက်ပွဲလောင်ကစားပွဲတွေရလဲနားလဲမှုနဲ့ခက်ကြိတ်ကြိတ်ပါသေးရဲ့ဒူပဲပြန်ပွဲနဲ့ဥစီပြန်ပွဲရတော့ညာပိုင်းစင်ပေါ်မှာလှုပ်တာဗျဘယ်ဟာမှပွဲငားစရာမလိုဘူးကိုဘသာစီစဉ်ပြီးကကြခုံကြတာပဲဖျားပွဲစားကြနေသုံးရက်လောက်အလိုဆိုရင်ဟိုရောက်တီအောင်ရောက်နေတဲ့ကျုပ်တို့ရွာသားရင်လဲရွာမှာအရှူရှူပြန်ပေါ်လာကြတာဗျို့ မတွေ့ရကြနေရဲ့ငယ်ပေါင်းကြီးပေါ်တငယ်ချင်းတွေပြန်တွေ့ကြရတဲ့ပွဲပေါ်ဗျတချို့လည်းမတွေ့ရကြနေရောပြန်တွေ့ရဲ့ချိန်မှာဖက်ကြငိုကြအလွမ်းတဲ့ကြညနေဆောင်တော့ရွာတောင်ဘက်ကထက်တော်ကိုရောက်သွားကြပေါ်ဗျအိန္ဒိယကျောက်လည်းဖျားပွဲအတွက်ကျောက်တောင်ဝင်ယူရမယ့်ကိစ္စတွေပြီးသလောက်ရှိသွားတော့ဘဲမမသွားပဲအနားရှူလိုက်အောင်မယ်လို့တွေးပြီးအိမ်ဝိုင်းထဲကမကြီးပင်ကြီးအောင်မှာပဲကိုပြည့်ပေါ်ဖြာကြမ်းခင်ဝဘိုးကောင်းပေါ်စောင့်ခေါက်ကလေးတုံလုံးလဲနေတော့တာပေါ့ လမ်းမကလည်းငကားစေးဘောလေးလေးညှက်လို့ဖွာချလိုက်သေးရနဲ့စီးစိတ်လေးလုံမဲ့ကြံကရှိသေး။အောက်မှာတတိန်စီးစိတ်ရစ်နေရဲ့ပေါ့လေ။ဒီတန်ကြားဘူးပါလေဆိုပြီးခေါင်းထောင်ကြည့်လိုက်တော့ဝိုင်းပေါက်မှာမမကြီးရက်နေရဲ့ကိုပါစိန်ကြီးပြ။ဟာကိုကြီးပါစိန်လာလေးပြ။ခမားတော်မှာရွာပြန်မြောက်တာအတော်ကြနေပြီပဲ။ကောင်းကင်ကန်းကြီးနဲ့ကိုပါစိန်ကြီးကျုပ်စီကိုရှောင်လာတယ်။ကိုပါစိန်ကြီးကကျုပ်တဲ့ဆယ်နှစ်လောက်တော့ကြည့်တဲ့ပြ။ပိမိန်ရှိရှိခါးကြီးကိုင်းကိုင်းနဲ့ တိတ်သားပုံးလေးတလုံးဆွဲပြီးသပင်လိုက်ညက်တဲ့စန္ဒသမားလေးထဏောင်းကုန်းတီမကအောင်အနီးနားရွာလေးမှာပါညှက်ရသားဗျသူကလည်းကြုတ်လိုပဲလူစုံတယောက်ဗျသူနဲ့မတွဲဘူးတဲ့သူတိတ်မရှိဘူးကြုတ်တို့ရွာတော့သူ့ကိုသပင်ညက်ခေါ်တာလွဲတိတ်ပြီးတော့ဆေးပေါ်ကြောပဲမလုပ်ကြအောင်ဘာလို့လဲဆိုတော့ကိုပါဆယ်ကြီးမှလည်းလူယုံနဲ့အချင်းစိုးဟာရှိရယ်လေတခြားတော့မဟုတ်ပါဘူးဘိန်းစားတာလေဘိန်းမဲလေးတွေမိချင်းဆန်ခေါင်းလောက်လုံးထားတာဗျတိတ်သားမိချင်းဆန်လေးနဲ့ထည့်လို့ စီလေးလဲတုတ်ထားတာလားမဲမဲပြောင်ပြောင်အလုံးလေးတွေဗျအဲ့ဒီအလုံးလေးတွေကထုတ်ထုတ်ပြီးမြူတာပဲငါရွာစင်နဲ့ပြီးစပင်ညံ့ရတာဆိုတော့ဒါလေးစားမှအပင်မခံနိုင်တာကွဘေးဆိုတာဆေးလိုသုံးရင်ဆေးဖြစ်တာပေါ့တောင်ပေါ်ကအထန်းသမားတွေသုံးတာကွဝင်ဆွဲတဲ့လားတွေကတော့ကျွေးထားရတာတိတ်ဆွဲတဲ့စင်တွေကိုလည်းဒါပဲကျွေးရတာကွဒါမဲ့လူတွေကတော့ဘေးဆိုတာနဲ့နှက်ခေါင်းရှုပ်ကြတော့တာပေါ့ဒါကြောင့်လဲငါ့ဟောက်ကိုရမှာဘင်းစာဘာစိန်လို့ခေါ်ကြတာပေါ့ ငါစပင်ညက်ကောင်းလို့သာငါ့ကိုခေါ်ကြတာနုမို့ဆိုရင်ငါ့ကိုစကားတော့ပြောကြမှာမဟုတ်ဘူးတာတရကိုပါစိန်ကြီးကခါကြီးကိုင်းကိုင်းနဲ့ဝင်လာပြီးတော့ကျုပ်ဘေးမှာဝင်ထိုင်လိုက်ရောဗျစိတ်လောက်တာမဟုတ်ပါဘူးဗျတလားလောက်ရှိပြီဖျားပွဲအတွက်လုံပန်းနေရတာအခုမှပဲအာလုံးပုံစံကျသွားလို့စိတ်လျှော့လိုက်တော့မှလူလဲချေကုန်းလက်ပန်းကျသွားတာဒီရောမှဘဲမမသွားပဲနားမလို့တွေးပြီးလှဲနေတာဩတီးလို့လားအေးစေးနားပါကွာငါလည်းမေးကိုမတွေ့ရကြလို့လာတွေ့ရပါ မင်းနဲ့တိုင်မင်စရာကိစ္စလေးလည်းရှိလို့မိစားပါစိန်လို့ခေါ်တဲ့ကိုကြီးပါစိန်ကကြောက်ကိုခက်လေးလေးကြည့်ပြောပြီးမကြီးပင်ကြီးကိုမော့ကြည့်နေတယ်။ဒါနဲ့ကိုကြီးပါစိန်ဟိုဟာလှုပ်နေတာ။ဘာလဲ။ဘေးကြီးလား။အေးလေ။တာတရလေ။လှုပ်တာပေါ့ကွာ။မင်းကငါပြောပြဘူးပါတယ်။ဒါငါအတွက်ဆေးပါလို့။ဟုတ်ပါရဲ့ဗျ။ဒါတက်ခမားမျိုးဟောင်းကိုသွားတာကြပြီဆိုတော့ဟိုမာရောဒါရီကဝယ်လို့ရလို့လား။တာတရလေ။မြို့ပါဆိုနေမှစိုက်တာဝယ်လို့ရတာပေါ့ကွာ။ မဟုတ်ဘူးလေကိုကြီးပါစေရဲ့ဟိုမှာရဲတွေစစ်တပ်တွေထောင်လန်းရေးတွေကပေါ်မပေါ်နဲ့ဒါတွေလွယ်လွယ်ရလို့လားလို့ဩမင်းပြောတာတော့ဟုတ်တယ်ကွာနမယ်မထွက်အောင်တော့လုံနေရတာပေါ့ဒီလိုမှသာဘိန်းစားပါစေလို့လူတကာသိနေတော့အဖမ်းခံရတာကြပြီပေါ့ကွာမျိုးဆိုတော့လူတွေကအများသာသူ့ငါမသိငါသူမသိကြီးပဲဆိုတော့လူလန့်မှုတော့ရှိရပေါ့တူတူတိတ်တိတ်တော့ရှိရတာပေါ့ကွာအေးကျုပ်ပြောတာအဲ့ဒါဗျတတိယထားတော့ကိုကြီးပါစေ စိတ်ချပါတာဒီရဒါတဲ့ပန်မွေးကောင်းကပေးသည်တရင်ငါကြတယ်ဟိုတလုံးကငွေရင်းကောင်းကငထွန်းတို့ညီကိုမြို့လာလို့သူတို့ပြောမှသိရတာမပြောတတ်ပါဘူးဗျာလူရီပြောမှပဲကြုတ်လဲသိရဒါတဲ့သူ့ကိုတကြိုတော့ပန်မွေးကောင်းမှလားငွေရင်းကောင်းမှလားဒါလူတမ်းမှုလို့ဖြစ်နေတော့စကန်းအလောင်းကိုယူပြီးမြို့ဝစီရုပ်ပို့ပြီးစစ်ဆေးခံရတာပေါ့အဲဒီကပြန်တယ်လာတော့ဗန်ဝေးကုန်းဘယ်တဲလာပြီသူ့အိမ်ရပဲတကြူတာပေါ့မင်းနဲ့လည်းတော်တော်ခင်တာပဲမင်းလိုက်ပို့မှာပေါ့ မပို့ဖြစ်ပါဘူးဗျကျောက်ကလည်းအဲ့ဒီရက်မှာဖျားနေရအဲ့ရထဲမှာတပတ်လောက်ကိုလဲနေတော့လားစေးထိုးစီရတော့ခေါ်ပြီးစေးထိုးလိုက်ရသေးရဲ့ဗျဩကျောက်ပြောလိုက်တာတကယ်ဗျကိုပေတီးနဲ့လိုက်သွားပြီးအိမ်ပြန်ရောက်တော့နောက်တနေ့မှကျောက်အပြင်းဖျားရောတပတ်လောက်ကိုကြာတယ်လမ်းပြားခေါ်မလာပဲဒါနဲ့ဆရာကူပေတီးအာသူပောက်ကျောက်သွားမပို့နိုင်ခဲ့ဘူးဒါနဲ့ကိုကြီးပါစိန်စွန်းစွန်းကပြောတဲ့တိုင်းမင်းဆရာဆိုတာဖားများလို့မြဩပြေးပြေးပေါ့ကွမင်းလည်းနားကျင်နေဆိုရင် နားပါအောင် ကိုကြီးပါဆရာလဲခမ ्या ကပြောရမယ်သူကျုပ်ကနားထောင်ရမယ်သူဘာပေမန်းဆရာရှိလဲကဲပြောအေးအေးဒါဆိုလဲပြောတာပေါ့ကွာဩဒါတက်မင်းမေအရင်လေးငွေစိရဲ့အဘတို့ရောမမြင်ပါလားကွာမရှိကြဘူးဗျသူတို့ကလည်းစွန်းတော်ကြီးအဖွဲလေချက်ဖို့ပြုတ်ဖို့တွေစလုံးနေကြပြီပေါ့အေးဒါဆိုရင်တော့ဟန်ကြတဲ့ပေါ့ကွာလူလူလက်လက်ပြောလို့ရတာပေါ့ကိုကြီးပါဆိုင်ပြောတဲ့ကိစ္စကဘာများတော့မြဒီလိုကွာတာတည်းရ မင်းเจ้าကဟိုတည်းရတိပြီးသားလေမင်းကအင်မတန်စိတ်တက်မာတဲ့ကောင်ပြီးတော့စွန့်စွန့်စားစားလုံးဝလဲအာကြီးဝါသနာပါတာမို့လားဒါကြောင့်ခုကိစ္စမှာမင်းနဲ့တွဲမဖြစ်မှာကွအဲ့လိုဘာကိစ္စများတော့ကိုကြီးပါစေရဲ့မင်းကြားဘူးမလားတော့မသိဘူးတာတရဟိုဘက်ရွာဗန်မွေးကုန်းမနီရဲ့တရုတ်ကြီးဟုတ်စိတ်လေဟာကြားဘူးတာပေါ့ဗျရွှေသွားဟုတ်စိတ်ဆိုတဲ့တရုတ်ကြီးမို့လားအေးအေးဟုတ်တယ်သူမိမကဒေါ်ကျင်ဖောတဲ့အဲ့လာတော့မသိဘူးဗျရွှေသွားဟုတ်စိတ်ဆိုတာတော့ကြောက်ကြဘူးတယ် ကျုပ်တို့မမွေးခင်ကတည်းကတည်သွားတဲ့လူတွေမို့လားကိုကြီးပါစေရဲ့သူတို့ကြောင်းတော့တတိချာချာမသိဘူးပေါ့ဗျအေးဟုတ်တာပေါ့ကွာကဲကဲငါပြောပြမယ်အဲ့ဒီဟုတ်စေဆိုတဲ့တယောက်ကပြည်ကြီးပေါတယောက်ကြီးအစေကွာငါလည်းမမေးလိုက်ပါဘူးသူများပြောတာသူမိမမကျင်ဖို့ကတော့ဒီမမွေးရဲ့တယောက်မအီးဗန်မွေးကုန်းမှာနာမည်ကြီးတယောက်စာကြီးလေငါတို့တနောင်းကုန်းကနေမွေးရင်းကုန်းလို့ဆိုတာတော်ရုံနဲ့မြူးတက်ဈေးဝယ်နိုင်တာမှမဟုတ်တာဗန်မွေးကုန်းကိုပဲဈေးဝယ်သွားကြတာ ပြီးတော့ရွှေသွောင်းဟုတ်စေဆိုတဲ့တရုတ်ကြီးကအပအုံနှံလဲခံနေကွ။ပယ်ပေနှံပြီးလဲပြီးရဲ့ဆိုတော့ဒီနီနာရွာသားတွေကအဆင်ပြေနေရပေါ့။ဒီတရုတ်လင်မရတော့တော်တော်ကိုချမ်းသာမှာပဲနော်။ချမ်းသာတာပေါ့ကွာ။သူတို့မှတားတယောက်ပဲရှိရာ။ကျင့်စိမ့်နဲ့ဒီလိုရန်ကုန်မှာထားတာရွာတော်ကတလီမှပြန်လာတာ။နောက်တော့လည်းပြန်ပြောင်းသွားတယ်ဆိုလားပဲ။ဒါဆိုအသက်ကြီးလာတော့ခက်မှာပေါ့ဗျ။အေးအဲ့ဒါပြောမလို့ကွ။ရွှေသွောင်းဟုတ်စေကြီးတရားတရုတ်ရိုးရအတိုင်းအကြီးအကျယ် အာသုဘအခမ်းအနားလှုပ်တာလေကွမြို့ဝဘုံကျောင်းကလူတွေစင်းလာပြီးလှုပ်ပေးကြတာတဲ့ဗံမွေးကုတ်တုတ်တံမှာ အုတ်ခုကြီးအကြီးကြီးလှုပ်ထားတာမင်းလဲမြင်တာပဲတနေ့လောက်ကြတော့တရုံမကြီးထောချင်းဘုံကတိတ်မမာလာတော့ဦးအဲ့ဒီမှာမြို့ဝဘုံကျောင်းကလူကြီးတွေလာခေါ်သွားကြတယ်သူတို့နေတဲ့အင်ဂျီကိုလည်းဗံမွေးကုတ်ကဥတက်ခါရုကဈေးပေါ်ပေါ်နဲ့ဝယ်ယူလိုက်ကြတာတဲ့ဩဒါနဲ့နေပါဦးကိုကြီးပါစိန်ရဲ့ကျွန်တော်ပြောမှဒီတရုံလိမရရဲ့ဆက်လန်းတာဟာမဟုတ်ပါဘူးကွာမင်းရလဲ အေးအေးဆေးနားထောင်စမ်းပါလာမှာပေါ့ကဲကဲပြောပါပြောပါတယုတ်ကြီးကပဆန်ချမ်းသာတော့ပဇက်သေးလေရွှေသွားတွေဆယ်ချောင်းလောက်စိုက်ထားတာတာတရအင်းဟုတ်မှာပေါ့ဗျကျိုးပါပြောဘူးတယ်ရှေးခေကတယုတ်ကြီးကပဆန်ရှိတိုင်းရွှေသွားစိုက်တယ်ဘေးရှူရဲဆိုရဲဗျအေးကွာဒီတယုတ်ကြီးတေရောတယုတ်မကြီးဒေါ်ကျင်ဖုံးကသူတို့တယုတ်ထုံးစံတိုင်းနောင်ဘဝမှာမစင်းရဲရအောင်ဆိုပြီးတော့တယုတ်ကြီးကိုခေါင်းသွင်းခံနေမှာကြောက်စိတ်လက်စွပ်ကြီးတိတ်တိတ်လေးပေးလိုက်တယ်တဲ့ အဲ့ဒီကြောင်စိတ်လက်စုတ်ကြီးကအခုဆိုရင်ဘလောက်တန်မဲလို့မင်းတင်လဲဟာမသိဘူးလေကိုကြီးပါဆက်ရလဲအေးအနည်းဆုံးတော့၁၀သိန်းလောက်တန်မဲလေဗျနေပါဦးကိုကြီးပါဆက်ရခမ ्या ဟာတေချာနိုင်လားဩတာတည်းရဲ့တေချာဆိုငါ့ကိုပြောပြတဲ့သူကအကြီးပုလေဗံမွေးကောင်ကအေးချီမအမိလေအေးလေအဲ့ဒီတော့ကအကြီးပုမှဒေါ်ကျင်ဖော့ကြီးနဲ့အာကြီးခင်ဆိုပဲဦးဟုတ်စိတ်သေးရောဒေါ်ကျင်ဖော့နဲ့တွားနေပေးရတာဆိုပဲခေါင်းသွင်းကန်ဒီမှာ ညဘက်ကြီးလူတွေအိမ်မှာအကြီးပူးမအောင်နှုတ်ပြီးရွှေသွားဟုတ်စေကြီးရဲ့အလားမှာကြောင်စိလက်စုပ်ကြီးကိုဝှက်ပေးလိုက်ကြတဲ့အကြီးပူးမအောင်ခိုင်းလို့အဲ့ဒီလက်စုပ်ကြီးကိုကင်မေးရလာတယ်ကွနောက်တနေ့ခေါင်းသွင်းတော့ပါသွားတာပေါ့ဒါဟုတ်ကိုကြီးပါစိန်ဘယ်တော့မှသိရတော့မနေ့ကအကြီးပူးမမြို့ကိုဆေးရုံလာတဲ့တော့ငါသွားဆောက်ပေးရတယ်အဲ့ဒီမှာငါ့ကိုအကြီးပူးမရှေးဟောင်းနောက်ပြစ်တွေပြန်ပြောပြတော့ဒီเจ้าနေပါလာတော့တာကွအေးဗျအကြီးပူးမဆုံးသွားတာ၄-၅နာရောင်ရှိရမယ် အဲ့ဒီကိစ္စမင်းကိုတိုက်မိခြင်းလို့ပြာဘလို့ပြကိုကြီးပါစေငါအဲ့ဒီရွှေသွန်းဟုတ်စိတ်ကူကိုဖောက်ချင်နေကွပြာမပြာနဲ့တာဒီနည်းနည်းနောနောတန်တဲ့ယတနာမဟုတ်ဘူးကွအလဟတ်သက်ဖြစ်နေမဲ့တူတူလူတယောက်ရတာမကားဘူးလားဟာကူဖောက်တာရာဇဝင်းမှုနော်ကိုကြီးပါစေငါသိပါတယ်ကွလူဆိုတာစွန့်စားသိရင်စွန့်စားရမှာပေါ့ငါမနေ့ကပဲအဲ့ဒီကူကိုသွားကြည့်ပြီးပြီအနေ90လောက်ရှိပြီဆိုတော့ တော်တော်ကိုဆွေးနေပါပြီဖောက်ဖို့မခက်တော့ပါဘူးခမားကသွားတော့ကြည့်ပြီးပြီဟုတ်လားအေးငါကြည့်ပြီးပြီတာတဲ့ဖောက်ဖို့အကောင်းဆုံးကဖျားပွဲညပဲကွာမင်းသိရတဲ့တိုးရသားတွေရောဗံမွေးကုန်းသားတွေပါတရားမကြံပွဲကြည့်ကြမယ်ညလေလူမပြောနဲ့ခွေးတွေတော့ဖျားပွဲနားရောက်တဲ့အချိန်မို့လားပြီးတော့ဆိုင်းတန်ပုံတန်နေနဲ့စူညံနေတဲ့အချိန်ဆိုတော့ဂူဖောက်ဖို့အကောင်းဆုံးအချိန်ကွာခမားအခါရွေးရတော့တော်တော်ဟုတ်နေရပဲကိုကြီးပါစိမ့် ငါဘိန်းစားဘာစိန်တယ်ကွာဘေးလေးမူးမူးနဲ့တအားပဲတွေးတွေးလောက်နေရကြားလာပြီကျုပ်ဘိန်းစားဘာစိန်ကိုဆေးလိပ်ဖွာရင်နဲ့တွေးကြည့်နေမိရဲ့မိရင်တော့မလွယ်ဘူးဗျဒါမဲ့ကြောင်စိန်လက်စုကြီးကိုတော့တော်တော်စိတ်ဝင်စားသွားတာဒါမျိုးကြားရရင်ဘယ်သူမှစုစိတ်ဝင်စားရမှာပဲကဲဘလို့လဲတာတေးကိုကြီးဘာစိန်ကတာတေးပါဗျအေးကြိုက်ပြီပေါ့ငါတည်ပြီးသားပါမင်းတို့လူကဒီလိုစွန့်စားမဲ့ကိစ္စကိုလက်လွတ်မှာမဟုတ်ပါဘူးလို့ ဒါမှမဟုတ်ကိုကြီးပါစေခမားတိရဲ့အတိုင်းဖျားပွဲရဲဆိုတော့ရွာလူတွေလည်းပြန်ရောက်နေကြတာတခြားရွာလူတွေလည်းရောက်နေကြတာဆိုတော့ရွာမှာလူတွေပြည့်နေပြီဗျတော်တော်တော့တည်တည်တတ်တတ်လုံးမရမယ်ဟုတ်တာပေါ့ကွာအဲဒီရောမင်းနဲ့ကလည်းထပ်မတွေ့ရအောင်မင်းသဘောတူပြီဆိုတော့ဘာမှထပ်ပြောစရာလည်းမရှိရောဘူးလေလာပြီညမှာညဆယ်နာရီအရောက်ရမွေးကုန်းတုတ်တန်အောင်မင်းအရောက်လာခဲ့တော့တာတည်းရွှေသွားဟုတ်စေရဲ့ကူကိုတော့မင်းသိရမို့လားဟာသိပါရဲ့ဗျ တင်းကြိုင်မြောက်ဘက်ကုတ်ကုတ်ပင်ကြီးရဲ့အောက်ကဂူကြီးအကြီးကြီးလေအေးဟုတ်ပြီလူတဲ့ပစ္စည်းကရိယာတွေငါအားလုံးယူခဲ့မယ်မင်းဘာမှယူခဲ့စရာမလိုဘူးလူသာရအောင်လာခဲ့မင်းဝေစုကတော့တဝက်တိတိပဲရပါလေဗျကျုပ်ကစွန့်စွန့်စားစားလုပ်ရရင်တိတ်ကျေနေတဲ့ကောင်မအေးကောင်းပြီငါသွားမယ်တာတိပြောပြောစီစိုးဘိန်းစားပါစိန်ကခါကြီးကန်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 းနဲ့အိမ်ဝိုင်းထဲရထွက်သွားလေရဲ့ကြုံမြော်လေးနေရဲ့လာပြေညာတော့ရောက်ပြီဗျ ကျုပ်တို့ရွာဖျားဘွဲရနဲ့လှုပ်ကိုစီရော်တာကျုပ်စိတ်ထဲမှာခါတိုင်းထက်ကိုပိုစီရဲလို့ထင်တယ်ပွဲကင်းကြီးရဲမှာညနေသေးအောင်လူပြည့်နေတာဈေးတန်းမှာလည်းတိုးမပဘူးကျုပ်ကတော့အခြေတကြီးကြီးနေပေါ့ကျုပ်ကိုလူတိုင်းမြင်အောင်လဲဟိုဟာလှုပ်ဒီဟာလှုပ်လှုပ်ပြရသေးရဲ့ကိုးနိုင်ခွဲတော့ကြတော့ကျုပ်ပွဲစီတွေကထွက်လာခဲ့တယ်ဗန်မွေးကောက်ဘက်ကိုတုတ်ချေတင်းတော့တာပေါ့ဗျတပေါင်းလာပြည့်ညာဆိုတော့လာနဲ့လင်းထိန်အောင်တနေရအောင်တပည့်ရိတ်လေးတွေခိုးပြီး ထက်တုံတုံရှောင်းလာခဲ့ရတယ်။ဗန်မွေကုန်းတင်းကြိုင်ရောက်တော့မှဆယ်နာရီခွဲပြီဗျ။ကျုံလေကိုကိုပင်ကြီးကအယမ်းခုပြီးမှောင်ရိတ်ကကက်ရှောက်လာတာပေါ့။ဗန်မွေကုန်းတုတ်တန်ကြီးကကျဲတယ်လို့ကိုကိုပင်ကြီးရဲ့နဲ့မှိုင်းညို့နေရဗျ။ကျုံလေဟိုကြီးဒီကြီးနောက်ပြန်ကြည့်ပြီးတုတ်တန်မြောက်ဘက်ကိုဦးတည်လိုက်တယ်။အဲဒီမှာတရုတ်ကြီးရွှေသွားဟုတ်စေရဲ့ဂူဟောင်းရှိရလေ။ဟိုရောက်လို့ဘေးစားပါစင်ကြီးသားရောက်မနေတော့ဒုက္ခပဲ။ကျုံတယောက်တည်းထိုင်နေရမှာတိတ်တော့မလွယ်ဘူးလို့တွေးမိလိုက်တယ်ဗျ။ဟိတ်ကောက်တာတည်း ဒီဘက်လာကွဒီဘက်ကရပြင်းမဲရှိရာဟိုဘက်ကရွာလန်းဆိုတော့လူအသွားလာရှိရဲ့သူဟာဒီဘက်ကနေအလုံးလောက်ရမှာကွတော်ပါသေးရဲ့ဗျာကိုကြီးဘာစိတ်မရောက်သေးဘူးလားလို့တွေးပူနေရဗျာကျုပ်ကရောက်ပါလေကွငါအသာမင်းမလာမှစိုးရိမ်နေမိရမင်းဟာရရေးရွာကြီးရလဲတစ်ဖက်ကရှိသေးရမို့လားအဲ့ဒါတော့သူဟာသူပုံစံချပြီးသားတွေပါဗျာအေးဒါဆိုလဲပြီးရပဲကဲငါတို့အလုံးစားလိုက်ကြအောင်ပထမဆုံးတော့ဒီထမင်းထုပ်ကို ကူကြီးပေါ်တင်လိုက်မဖဲဝါအတွက်ထမင်းထုတ်လေအမဲသားနေကွပြာမဖဲဝါဟုတ်လားကူကြီးပါစိန်အေးဟုတ်တယ်လေတင်းဆိုင်မှာလုပ်တဲ့ကိစ္စသူ့ကျင်းထဲမှာဖြစ်တာကွပြီးတော့သူ့ကိုအမဲသားဟင်းနဲ့ထမင်းရည်ကျွေးရမူရတာတတရအေးမင်းလည်းဘ ഹു တူတာရတာပေါ့ကျုပ်စိတ်ထဲမှာမဖဲဝါဆိုတဲ့နာမည်ကြားရုံနဲ့ကြောထဲမှာစင်ကနေဖြစ်သွားတယ်ပြုတ်ဒါမဲ့ကျုပ်ဘာမှမပြောပါဘူးကူကြီးပါစိန်လောက်တာကိုပဲအသာထိုင်ကြည့်နေရဘေးကရာကင်းပြင်ကြီးထဲမှာ လာထိတ်နေရပဲကျူတိုးရောင်းနေတဲ့နေရာကုတ်ကုတ်ပတ်အုတ်ကြီးရဲမှာဆိုတော့အမောင်ရိပ်ကြီးကျနေရလေအလင်းလေးတစ်ခွက်တလီပဲရှိရရွှေသွားကြီးရဲ့အုတ်ကူကလည်းလူတရဲကြော်ကြော်မြင့်တာဗျကိုကြီးပါစေရကူကြီးပေါ့ကုတ်ဖက်တက်သွားတယ်ကျုပ်ကတမင်းတုတ်ကြီးလှမ်းပေးရတယ်ညံပြောပန်းနဲ့ထုတ်ထားတဲ့တမင်းတုတ်ကိုဘိန်းစားပါစေရကူပေါ်မှာဖြန့်ချလိုက်တယ်အမေသာဟိနှံကထောင်းကနေထွက်လာတော့တယ်အတော်တော့မွေးတာဗျတင်းကြိုက်ဆောက်ကြီးမဖဲွား မဘဲဝါစားဖို့အမဲသားဟိနဲ့ထမင်းထုတ်ပြုတ်ကျုံနဲ့ကျုံညီရာယူလာတာပါမင်းမဲရှက်ရှက်သာစားဗျာပြီးတော့ကျုပ်တို့အလုံးလုံးမအောင်လဲမဖဲဝါပဲစောင့်ရှောက်ပါဘာအနေရမမကြရအောင်လဲမဖဲဝါကောက်ွယ်ပေးပါမိစားပါစေရပြောစရာရှိရပြောပြီးဂူကြီးဘွားကနေကုတ်ဖဲ့ဆင်းလာတယ်ဗျအောက်ရောက်တော့သူယူလာတဲ့အိတ်ကြီးတွေကနေတန်ဆို့ကြီးရဲ့တန်ကလော်နဲ့တူကြီးကိုထုတ်တယ်တူကတော့၆ပေါင်တူကြီးဗျကဲတာတီးတို့လုပ်ငန်းစားကြစို့ဟဲ့ ငါဖောက်လို့လွယ်မဲ့နေရာကိုကြည့်ထားတယ်။ဟော်ရီဘေးဘက်ကအုတ်တွေကအနောက်ဘက်ဆိုတော့မိုးရေအထီများပြီးပို့ဆွေးနေရ။အဲဒီဘက်ကပဲဖောက်ရမယ်။ဟာကိုကြီးပါစိန်တန်ဆိုးတွေရဲ့အနောက်ဘက်မှာပစိုးစုပ်တွေပတ်ထားပါလား။အေးနေဒါမှတန်နေရရင်အတန်မထွက်မှာပေါ့။အော်တီးလို့လား။ကိုကြီးပါစိန်ကအလုံးလောက်တာတော်တော်တည်သက်တာပဲ။ဒါဘောတာတီးရဘာပဲလုံးလုံးစနေတကြတာလောက်ကတတိဆိုတာပိုရယ်လို့ရှိရမဟုတ်ဘူး။ပြောပြောဆိုဆို ဘိန်းစားပါစေရသူ့ရဲ့ခိုင်းခိုင်းခိုင်းကြီးကိုကုံပြီးအုတ်ကူရဲ့ဘေးဘက်ကနေစပြီးဖောက်တော်တာပဲဟုတ်သားဗျတူထူးတဲ့တန်ကခတ်အုပ်အုပ်ပဲထွက်လာတယ်ဘိန်းစားပါစေရသုံးလေးချက်ဆက်ရိုက်လိုက်အသာရက်လိုက်ဘေးဘီယာအတန်ကိုနားဆွေးနိုင်တဲ့လုံနေရဗျကျုပ်ကလည်းပန်ဝင်းကြီးကိုအကဲခတ်ပေးနေရတာပေါ့ဆွေးနေရဲ့ကွန်ကရစ်တွေကဖွာကနေဖွာကနေပဲ့ကျလာတော့လားခဏလေးနဲ့အထက်ကအုပ်တွေပေါ်လာတယ်ဗျကိုကြီးပါစေရအထက်ကအုပ်တွေကိုထပ်ဖောက်တယ်သူတင်တဲ့လောက်တော့မလွယ်ဘူးဗျ ရှေကိကအုတ်တရိုးကိုင်တာတော်တော်ကောင်းတာပဲကိုကြီးပါစိန်ချွေးတော်ပြန်လာပြီနောက်တော့မှ အုတ်တလုံးပဲထွက်လာတယ်အဲ့ဒီထွက်လာတဲ့အုတ်ကိုကျုပ်ကအသာလေးဆွဲထုတ်လိုက်တယ်ဗျကိုကြီးပါစိန်ကနောက်တလုံးထပ်ဖဲ့ပြန်တယ်အုတ်တရားလည်းတော်တော်ကောင်းတာဗျမီးကိုတော်တော်ကြက်ထားပုံရတယ်ထန်ကနေထန်ကနေနေရပဲဒါပေမဲ့တလုံးထွက်သွားပြီဆိုတော့ပို့ပြီးတော့ဖဲ့ရတာလွယ်လာပါတယ်ဟောနောက်တလုံးကိုကြီးပါစိန်လည်းချွေးရည်ပြန်နေပြီဗျကိုကြီးပါစိန်ပြေးလေကျုပ်တက်လက်လုံမယ်ဟာ နေပါစေတာတည်းငါလုံးမယ်အချိန်စားတီးမှဖြစ်မှာကွာဂူကြီးကဟောင်းနေရမတော်ပြိုကျလို့ပြီသွားပါအောင်မယ်ဒီချိန်မှာပဲတင်းကြိုင်အနောက်ဘက်ကဆွဲဆွဲငင်ငင်ဦးလိုက်တဲ့ခွေးဥတန်ကြီးကိုကြားလိုက်ရတယ်ဗျကျုပ်လည်းခွေးဥတန်ကြားတဲ့ဘက်ကိုလှည့်ကြည့်မိလိုက်တယ်ကိုပါစိတ်ကြီးရောက်တူထူရာရက်သွားတယ်သူလည်းခွေးဥတန်ကိုနားဆွင့်နေပုံရတယ်ကျုပ်စိတ်တွေတော့ခွေးဥတန်ကြီးကတဖြည်းဖြည်းနဲ့ရွေ့လာတယ်လို့ပဲဘိစားပါစိန်ကြီးကတော့အုတ်တွေတလုံးပြီးတလုံးထုတ်တော့တာပဲခဏကြာတော့ ဂူပေါင်းကတော်တော်ကျဲသွားပြီဗျလူတယောက်ခက်ကျဲကျဲတိုးဝင်လို့ရသွားပြီဒီလောက်နဲ့မရသေးဘူးအရေးအကြောင်းဆိုချက်ချင်းပြန်ထွက်လို့ရမှဖြစ်မှာဆက်ထုတယ်အုတ်တွေလည်းဘေးမှာပုံလာပြီကိုပါစိန်လည်းဂူကိုတေးတေးတက်တက်ကိုဖောက်နေရပြုတော်တော်ကြာတော့မှကိုပါစိန်ကဂူပေါင်းကြီးကိုတေးတေးချာချာကြည့်ပြီကဲဒီလောက်ဆိုရပြီကွာဂူကြီးကအကျဲကြီးပါလားနေုံတတယ်ငါးအိတ်ထဲမှာတမီးတက်လက်ပါတယ်ကျောက်ကဘေးစားပါစိန်အိတ်ကြီးရဲ့ ဓမီကိုနှာယူလိုက်တဲ့ဗျသုံးနောက်ထိုးဓမီဗျရော့ကိုကြီးပါစိတ်ဓမီဟာအဲ့ဒါမင်းယူထားမင်းအငောက်မီးထိုးပြရမှာမီးကိုအောက်ဆိုင်ပြီးခက်အုပ်အုပ်ထိုးနော်ဘေးကိုဝှေ့မတိုးနဲ့ဓမီအယောင်ဆိုတော့တော်တော်ဝေးဝေးရမြင်းရတာကွစိတ်ချစိတ်ချကိုကြီးပါစိတ်ကျုပ်ကလည်းသူခိုင်းတဲ့အတိုင်းလှုပ်ပေးလိုက်တော့ကဲငါရင်ဝင်မယ်ပြီးမှမင်းဝင်ခဲ့ပြောပြောဆိုဆိုဘေးစားပါစိတ်ရပစိုးကိုကတောင်းကြိုက်လိုက်တယ်ကျုပ်လည်းသူ့လှုပ်တယ်လို့လိုက်လှုပ်လိုက်တယ် ကိုကြီးပါစိန်ကကရောင်းကြိုက်ကြီးနဲ့အရင်ဝင်လိုက်တယ်။ကျုပ်ကဂျမီးကိုအောက်ဆိုင်ပြီးခတ်အုပ်အုပ်ထိုးပေးလိုက်တယ်။ပြီးတော့မှကျုပ်ပါအထဲကိုဝင်သွားတယ်။ဂူကြီးကအထဲမှာတော်တော်မြင့်နာဗျ။ကျုပ်ရဲ့အသားလေးလွတ်တယ်ဗျ။တစ်သားခေါင်းကြီးကအကောင်စားကြီး။ကျွန်းသားခေါင်းကြီးကိုကောင်းပါပေါ့။ကျုပ်ကဂျမီးကိုမီးထိုးပြီးတော့ပြလိုက်တယ်။ဘင်းစားပါစိန်ကခါကိုအဖိုးဖွင့်မှုစူးစားတယ်။တော်တော်တည်သက်တဲ့လက်ရာတွေဒါတရုတ်လက်သမားတွေဆက်တဲ့ခေါင်းပဲ။ဘင်းစားပါစိန်ကတန်ကလေးတနေရာမှာစိုက်ချပြီး လက်ဖက်နှောင်းနဲ့ရိုက်ကြည့်ရဲ့မရဟုတ်ကွာတာဒီကူပြင်းပြန်ထွက်ပြီးတော့တူနေဆုသွားယူတမီးငါ့ဟောက်ပေးခဲ့ကြောက်လေကူပြင်းပြန်ထွက်လိုက်တယ်ခွေးဦးတန်ကြီးကဆွဲဆွဲငင်ငင်ထွက်လာပြီဒီတကအတန်အတော်တော်ကိုနီးနေတယ်လို့ပဲကြောက်လေတူနေတန်ဆုကောက်ယူလိုက်ပြီးဂူရီယာခက်တုတ်တုတ်ပြန်ဝင်လိုက်တယ်ဘေးစားပါစရာကျုပ်ကိုတမီးထိုးပြတယ်ပေးငါ့ဟောက်မင်းတမီးထိုးပြကျောက်လက်ထရာတန်ဆုနဲ့တန်ကလော်ဆွဲယူလိုက်တယ် ကျွန်းကောင်းကြီးကတန်ဆိုးနဲ့ရပြီးအဆလန်အောင်လုပ်နေတယ်။ပြီးတော့တန်ကလော်နဲ့ကလော်နဲ့ကြီးဆိုတဲ့အတန်ကြီးထွက်လာပြီးခေါင်းပေါ်ယူနေနေဟလာတယ်။ဘိန်းစားပါဆိုင်ကလန်သွားတဲ့နေရာအစပြီးတန်ကလော်နဲ့လိုက်ကလော်နဲ့တန်နေတစ်ချောင်းပြီးတစ်ချောင်းကျုပ်ကုန်ပြီးနောက်ဆုံးတော့ခေါင်းကြီးပွင့်သွားပြီးကိုပါဆိုင်ကခေါင်းပေါ်ယူမှပြီးဘေးကိုတွန်းချလိုက်တယ်။ကျုပ်ကတံမီးကိုခေါင်းနဲ့ထိုးလိုက်တယ်။ဟင်အမောက်တွေဖြစ်နေပါလား။ဖြစ်ပြီပေါ့ဒါတည်းကအနေ90တောင်ကျော်ပြီဆိုတော့ညီကြီးဖြစ်ပြီပေါ့။ ခေါင်းခွန်နဲ့လက်ဖြံယူတော့ကြံ့နေသေးရပဲ။အင်းဟုတ်လောက်ပါတယ်။တယောက်တည်းပြောပြီးကြုံထိုးပြတဲ့မီးရအောင်သူ့လက်ကိုဖြန့်မိကြည့်ရဲ့။မမဲအရာတကူကိုလက်နဲ့ဖက်နဲ့ပုတ်ကြည့်လိုက်တယ်။ဟာလက်စွပ်ကြီး။အေးလေငါတို့လာရှာတဲ့ဟာဘောတာတရ။ပြောပြောဆိုဆိုနဲ့ပစိုးကပုံစားအောင်ဆွဲပြီးတိုက်နေပြန်တယ်။ခနာကြောင်တိုက်ပြီးမှမီးရအောင်ကိုထုတ်ကြည့်ရဲ့။ကြောက်စဲကြီးပြတောက်နေရပဲ။ရွှေရည်ရလဲဝင်းနေရပဲပြုတ်။ရော့ယူထားအိတ်ကက်သေးကိုထည့်ထားလိုက်။ ကျောက်ကကျောက်စေးလက်စုကိုအိတ်ကထဲထည့်လိုက်တယ်။ဘိန်းစားမဆိုင်ကြီးကတော့အမုတ်တွေနဲ့လိုက်စမ်းနေပြန်တယ်။ပြီးတော့ဆွဲထုတ်လိုက်တယ်။ပစိုးနဲ့ပို့လိုက်မိရမှာကြည်လိုက်လှုပ်ပြီးရော။ဒါနဲ့အိတ်ထဲထည့်တာရွှေတင်းကားတွေကရှိသေးလား။ငါရှာကြည့်အောင်မယ်။ဟော်ရီမှာတပြား။ဟော်ရီဘက်မှာတပြား။မရှိရဘူးထင်တယ်ကွ။ဒီသုံးများပဲထည့်ပေးလိုက်တာထင်တယ်။ကဲရော့။မင်းအိတ်ထဲတည်တည်ချာချာထည့်ထားတာတယ်။ကျောက်လည်းဘိန်းစားပါစိန်လှုပ်ခိုင်းတဲ့အတိုင်းတည်တည်ချာချာအိတ်ထဲကိုထည့်လိုက်တယ်။ ကိုပါစိန်ကခေါင်းခွန်ကြီးကိုယူပြီးပါဇက်ထဲရသွားတွေကိုပုတ်ကြည့်နေတယ်။ဟာဟုတ်သားပဲကွ။အာလုံးရွှေသွားတွေဟာပေးစံငါ့ဟုတ်ပလဲရ။ယော့ဒီမှာနောက်တစ်ချောင်း။ကျုပ်ကလည်းအိတ်ကက်တဲထဲလိုက်တယ်။နောက်တစ်ချောင်းနောက်ထပ်တစ်ချောင်းအာလုံးကိုးချောင်းရှိပြီဗျ။ဟမ်ဘာတန်ကြီးလဲ။ကူဘွားလာတဲ့အတန်ကြီးဗျ။ကျုပ်ရောကိုပါစိန်မှလန့်သွားကြတယ်။ရည်တန်ကြီးကတမျိုးကြီးပဲ။စောစောကကြားနေရဲ့ခွေးဥတန်ကြီးကလည်းကူနာကက်ထွက်လာနေရဲ့။ ဘယ်လိုလုပ်ကြမလဲကိုကြီးပါစိန်ဒါမဖဲဝါပါကငါကြွေးမွေးထားတာကိုလန်စားတာနေမှာပေါ့ဒီရောဒီလိုလို့မင်းကူရေအထွက်ပြီးတချိုးရေထွက်ပြေးပြီးတော့ငါနောက်ကထွက်မယ်ဟာကြုံရှိရမထွက်ရဲဘူးဗျကိုကြီးပါစိန်အရင်ထွက်ပြခမားပြေးရဲ့နောက်ကိုကြုတ်ပြေးတိုင်မယ်ကဲဒါဆိုရင်ငါအရင်ထွက်မယ်ဒီပစ္စည်းတွေရောထားခဲ့တော့မယ်အချိန်နဲ့ကြည့်ပြီးတော့လာယူတင်နဲ့လာယူမယ်ဓမီရောမင်းယူသွားခါမထိုးလိုက်ကဲငါထွက်ပြီပြောပြောဆိုဆို ကိုကြီးပါစိန်ကဖောက်ထားတဲ့ကူပေါင်းကြီးရဲ့ခါကန်ကန်ယူနဲ့ငှုတ်ထွက်လိုက်တယ်။ကိုကြီးပါစိန်ရဲ့သဘင်ဘုဒ္ဓကြီးကိုဆောက်ဆွဲလိုက်တယ်။တာတီးကြီးတော့ကျုပ်လည်းကူပေါင်းကြီးလေးကနေခုတ်ထွက်ပြီးကျုပ်လာတဲ့လမ်းအတိုင်းပြေးခဲ့တယ်။နောက်ကိုတချမ်းမလှဲမကြည့်ရဘူး။ကိုကြီးပါစိန်ကိုဒီတိုင်းပဲပြစ်ထားခဲ့ရတော့တာပေါ့။ကျုပ်ပြေးလာလိုက်တာဗန်မွေးကုတ်တင်းချိုင်းအဝင်ဝအောင်တော့မြင်နေရပြီ။ဒီတော့မှပဲတင်းချိုင်းဝမှာဘွားကနေပေါ်လာတဲ့အရေးလိုလိုကြီးတစ်ခုကိုကျုပ်လှမ်းတွေးလိုက်ရတယ်။ကျုပ်မြင်တော့ဖြူဖြူကြီးပြ သပင်ဖားလျာကြီးချလို့ကျုပ်လည်းတုံငနဲ့ယက်မိလိုက်တယ်ဖြူဖြူကြီးကကျုပ်ဘက်ကိုလဝါးကြီးဖြန့်ပြတယ်တောင်းနေရဗျသူကျုပ်စီရတခုခုကိုတောင်းနေရကျုပ်တတိယပြီးအိတ်ထေကရွှေတင်းကားသုံးများကိုထုတ်ယူပြီးတော့အဲ့ဒီဖြူဖြူကြီးရှိရဘက်ကိုလှမ်းပြလိုက်တယ်ဖြူဖြူကြီးကလေထဲမှာခုံပြီးရွှေတင်းကားသုံးများကိုလက်နဲ့ဝှေ့ပြီးဖမ်းလိုက်တယ်ကျုပ်ရဲကြည့်နေုံမှာလဝါးကြီးထပ်ဖြန့်ပြတယ်ကျုပ်ကဒီဘက်အိတ်ထေကရွှေသွားတွေကိုအကုပ်ဆုပ်ပြီးသူ့စီကိုလှမ်းပြလိုက်တယ်ခုနကလိုပဲ လေထဲမှာခုံပြီးဝှေ့ဖမ်းသွားတယ်။ပြီးတော့ကျုပ်ဘက်ကိုလှည့်ပြီးလမ်းဝါဖြတ်နေ။ဒီတခါတော့လက်စွပ်တောင်းမှကျုပ်တည်ရဲ့။ဒါတော့ကျုပ်မပေးနိုင်တော့ဘူး။ကျုပ်ချက်ချင်းပဲညာဘက်ကိုချိုးပြီးပြေးတယ်။ဖြူဖြူကြီးကလည်းရိတ်ခနဲပြောက်သွားပြီးကျုပ်ပြေးရဲ့လမ်းတက်တဲမှာပိတ်ရက်နေပြန်တယ်။ကျုံနေတော့တိတ်မနေဘူးဗျ။သူ့ကိုလမ်းရောက်အောင်မှဖြူဖြူကြီးတစ်ခုလိုပဲတည်ရတာ။ကျုပ်ဘက်လက်ကြီးဖြန့်ပြတယ်။ကျုပ်ဘာလုံးဝမှမသိရောဘူး။ဟာကျုပ်တကူလို့စက်သိမ်းဖြန်းခနဲထထသွားတယ်။ကျုပ်လည်းနှမျောတဲ့စိတ်တွေပျောက်သွားပြီးတော့ အိတ်သေးကိုကြပြကြရ၌ပြီးလက်စွပ်ကိုထုတ်ယူလိုက်တယ်။ကျုပ်စိတ်တင်အရကြီးကရှစ်ပေကိုးပေလာမြင့်နေဗျ။ရုပ်တော့ကြောက်မမြင်ရပါဘူး။မမြင်ရပေလို့ပဲပေါ့။မြင်ရရင်လည်းအသက်ပါထွက်သွားလားမပြောတတ်ဘူး။ကျုပ်လက်စွပ်ကြီးကိုတချမ်းငုံကြည့်ပြီးသူ့ကိုလှမ်းကြည့်လိုက်တယ်။နေဟာမဟုတ်ဘူး။တရုပ်ဟာပေး။အတန်ကြီးကပေးပြီးသားသားမဟုတ်ဘူးဗျ။ဒါမှမဟုတ်သူပြောတာကိုနားတော့လဲပါတယ်။ကျုပ်ကြကြင်းမဲ့လှမ်းပြလိုက်တယ်။စွစွားလိုပဲလေထဲမှာခုန်ပြီးဖမ်းလိုက်တယ်။ ီးတော့အဲ့ဒီဖြူဖြူကြီးကမြေကြီးပေါ်ပြန်မကျတော့ဘူးဗျလေထဲမှာနေပျောက်သွားတယ်ကျုပ်ကတော့အေးဆက်နေရလေးတွေထဟတ်သွားတယ်နောက်ပြန်လဲပြီးတင်းကျိုင်းဝါးကိုစုပ်ပြေးတော့တာပဲဆွဲဆွဲငင်ငင်ဦးနေတဲ့ခွေးဥတန်ကြီးကတဖြည်းဖြည်းဝေးသွားတယ်လို့ပဲကျုပ်လည်းအသက်လူပြေးရတော့တာပေါ့ဗျကိုကြီးပန်းစိန်တော့ဘာဖြစ်တယ်မသိဘူးဗျသူ့ကိုလည်းပြန်မကြည့်ဝင်တော့ဘူးထဏောင်းကိုကိုပြန်ရောက်တော့မှာပဲကျုပ်ကကရောင်းကြိုက်ကြီးကိုဖြုတ်ချလိုက်ရတော့တယ်ပြီးတော့မှမျက်နှာချွေးသီးချွေးပေါက်တွေတုတ်ပြီးတော့ ဝဲစီရဘက်ကိုဟမ်မပြတ်ရှောင်လာလိုက်တယ်။တရုတ်ပေရဲ့ခေါင်းဆဲဆိုင်နဲ့တန်းဝင်ပြီးတော့ဟဲ့ကိုပိန်ကျုပ်ကိုရန်သုံးဘက်နဲ့ဆော်ရာတလုံးပေးပြ။ရေခဲရောရသေးတာ။ရတာဗောတတရ။မင်းလည်းခုမှရောက်လာတော့တယ်။ဘာလဲ။အလုံများနေလို့လား။ဟုတ်ပါဗျာ။ဒီနေ့ပရိသတ်ပုံများတော့ပို့ထိပ်ပေးရတာဗော။ခမရောဒီနေ့တော်တော်ရောင်းရပါတယ်။ခုထိလူပြည့်နေရတာကြည့်လေ။ဝမ်းသာပါတယ်ဗျာဝမ်းသာပါတယ်။ရော့ရမ်နဲ့ဆိုတာဒီမှာရေခဲတော့ ဟောတာအပိန်ကြွေးတာအခောက်ခင်လက်ဆံမပေးနဲ့ရန်ဘူးပဲပေးခဲ့ကိုအီတာတင်ဘယ်ပြောက်လဲလို့ဒီမှာလာပြီးတော့ဈေးရနေရအောင်ဟဲ့ကောင်လေးလာဘာတော့မလဲမလာတော့ဘူးကိုအီတာတင်ကျုပ်တို့ကအပိတ်ဆိုင်ကိုဒါသုံးခါမြောက်လာတာဒီမှာပဲထိုင်မယ်ကိုအီတာတင်အရန်ပြင်ပန်းနေရကျုပ်တို့သိပါတယ်အေးစေးစေးနားပါအားလုံးအေးစေးစေးပါပဲပွဲလဲငိမ့်နေရပါပဲအေးအေးကောင်းတယ်ကောင်းတယ်ပွဲပြီးသွားရတဲ့လူတွေပြန်ကြတော့ကျုပ်လည်းဘာမှမသိရောကျုပ်သိတာတော့ မဖဲဝါဆိုတဲ့အရေးဖြူဖြူရကျုပ်ရှိမှတဟီဟီရှိနေအောင်အိမ်မက်မက်နေရအိန္ဒိယကျုပ်မနှက်ဆက်နိုင်တော့မှအိယာနိုးတယ်ဟဲ့လူကလေးဒီ ਉ ခဏလာအောင်နေရာခုမှအိယာထားလို့ဘာမှမသိသေးရတာတည်းရဲ့ရွာထဲမှာကြွက်စီကြွက်စီဖြစ်နေပြီဟမ်ဘာဖြစ်လို့တော့ဘိစားပါစေကြီးတေးပြီဟဲ့ဟမ်ကိုကြီးပါစေရဘာဖြစ်လို့တော့ညာလည်းကျုပ်ရှိနေရပဲရန်နေပါရီဖြစ်တယ်မကြားရပါဘူးရန်ဖြစ်တာမဟုတ်ဘူးဟဲ့ဗံမွေကုံတုတ်တံမှာ တရော့ကူဖောက်တာနဲ့အဲ့ဒါတရေကုတ်ချိုးတက်တာနဲ့ပါဇက်ကြီးရဲ့မှာလဲအမဲသားတို့ကြီးတတော်ငုံလို့တဲ့ဂုတ်ကြီးကကြိုးပြီးတင်နေရတယ်လူတွေတရွာလုံးသွားကြည့်ကြလို့ရွာထဲလူရောမကြံတော့ဘူးနေလဲသွားကြည့်ကျင်သွားကြည့်ပေါ့ဟဲ့ငွေစိမ်မရှိရောဦးပလိတ်တည်းအလောင်းတည့်သွားပြီရဲ့မြို့ကိုပို့ရမှာဆိုပဲဟွန်းဟုတ်လားအရင်တည့်သွားပြီရဲ့လားကိုကြီးဘဆက်ရဘာဖြစ်လို့များခုဖောက်ရတာတော့ဟဲ့တာတည့်ရဲ့ဘဆက်ရဘိန်းစားပဲဟဲ့ သူ့မှာဘေးရမစားဘဲနေလို့ရတော့တာမဟုတ်ဘူးဘိမ်မိုးပြန့်ရင်မရရတဲ့နီးနဲ့ရှာမှာပဲပေါ့ရွာပြန်ရောက်တာနှစ်ရက်လားရှိသေးရတဲ့အော်ဘိန်းစားပါစေခုတော့ဆက်သိမ်းသွားပြီပေါ့စပိန်ညက်တာလက်ရလေးကောင်းရက်သားနဲ့ဒီဘိန်းသွားစားလို့နမဲလည်းပြန့်ခုတော့ဘိန်းဖို့ရှာရင်နဲ့တရဲခုတ်ချိုတက်ခန်းလိုက်ရတယ်လေကျောက်လေအမေတို့နှစ်ယောက်ပြောဆိုနေရရို့ဆက်ပြီးမကြားကျင်တော့ရနဲ့ရွာလေးရထွက်လာခဲ့တယ်ကိုဥဒတိခုမှနူးပါလားအေးကွာငပြူကငါခုမှနူးတာ ဒါဆိုဘိန်းစားပါစေတရေမကြားရသေးဘူးပေါ့ကြားပြီးပါပြီအိမ်မှာအကြီးရွှေများနဲ့အမေတို့ပြောနေတာငါကြားပြီးပြီဘိန်းစားပါစေကူဖောက်တာဗျတရေခုတ်ချိုးတက်ခံလာရတာသူ့ပစက်ထဲမှာအမဲသားတို့ရောထမင်းစည်တွေရောငုံထားတာဆိုပဲပလိတ်တရာကူပေါ်တက်ကြည့်ရောကူလွဲမှာငှက်ပြောပန်းတဲ့ထမင်းနေအမဲသားဟင်းနေတွေ့ရတဲ့ကျုပ်တို့သွားကြည့်ရောကူဘေးမှာမိလျက်သားကြီးတည်နေတာဇက်ကြီးကြိုးကြနေရဲ့ကြောင်ကြီးကလည်းကြိုက်ထားသေးတယ်ဗျငပြူကသူ့သွားကြည့်ခဲ့တာကို ကျုပ်ကိုတလုံးမကြံပြန်ပြောပြတယ်။ပလိတရာတခြားဘသူပါသေးလဲဆိုတာစုံစမ်းနေရတဲ့။ဒါပေမဲ့အရင်ညာမင်းစားပါစိန်နဲ့အတူတူကျုပ်ပါတယ်ဆိုတာဒီနေ့ထိဘသူမှမသိကြပါဘူး။အဲခမည်းတယောက်ကလွှဲရင်ပေါ့။ဟုတ်ကဲ့ပါရှင်။စာရေးဆရာတာတီရေးသားထားတဲ့ဂူဖောက်သူဆိုတဲ့ဇလန်ကတော့ဒီမှရင်ပဲပြီးဆုံးပါပြီ။ဇလန်လေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။